လံမျိုးတွေအားလုံးပဲငလီနာမမြန်သွုံးကင်းမွေးကြပါစေလို့ဆုတောင်းပေးမယ်ကျွန်တော်ရဲ့ကိုဂျစ် revolution channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Ebella တရက်နေ့အင်္ဂါနေ့ရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါရစေ။အလင်းသတင်းနဲ့တူနိုင်ငံရေးသတင်းတွေကိုဖော်ပြပေးမှာဖြစ်တဲ့မျိုးတွေအားလုံးပဲစုံဒီကြည့်ရှုပေးဖို့အောင်းဆိုလိုက်ပါရစေ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးမြို့မှာဒီနေ့ညနေ9:32မိနစ်မှာ အလင်းပြင်းပြင်းထန်ထန်ထပ်မံလှုပ်ခတ်သွားကြောင်းသိရှိရပါတယ်။ဒါပေမဲ့လည်းမန္တလေးမြို့ပေါ်မှာတော့လက်ရှိချိန်မှာလူမှုကွန်ရက်မှာဝေဖန်မှုများနေတဲ့လူပွဲရဲ့အနေအထားတွေကိုလည်းတွေ့ရှိနေရပါတယ်။ဘလူမျိုးအင်အားတွေနဲ့များလူနေရာတွေကဖျက်ရှောက်နေလဲဆိုတာကတော့သူတို့ကိုယ်တိုင်ကလွယ်ပြီးသိမှာမဟုတ်ပါဘူး။ဒီလိုမျိုးလူပွဲတွေကိုလှုပ်တာဟာတူတင်ပြင်ဆင်တာဖြစ်လို့လှုပ်တာဆိုပေမဲ့လည်းခုလိုမျိုးအချိန်မှာတော့အချင်းချင်းလှုပ်လို့ရတဲ့အနေအထားတစ်ခုကိုလှုပ်ဖက်နဲ့လူမျိုးကြီ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 းလှုပ်တာဟာလည်းသူတို့ရဲ့စိတ်ကြက်ကိုပေါ်ပြနေတာကတော့အမှန်ပါပဲ။ဒါတော့မန္တလေးမြို့သူတွေကိုယ်တိုင် အင်းဒီကိုတွေ့ရှိပြီးတော့ပောက်ကွဲပြောဆိုနေကြတာလေအများကြီးရှိပါတယ်။အားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်။တကယ်ဩချတယ်ရောရေအလူအောင်လင့်နေရဲကွာငါလိုကွာဟာတကယ်ကြီးဩချလောက်ပါလေဩချတယ်ဗျာဩချတယ် အလူတော်လှည့်နေတယ်ဟေးအော်လူဝဲနေရမှာအများကြီးပါဗျာတကယ်အများကြီးပါကြောစရာစကားအောင်မရှိဘူး။အဲမဟုတ်ဘူးလေဟိုကကလန့်ပြောင်းလို့ရင်ကျွန်တော်ဖုန်းဆက်လိုက်လေ။ တကယ်မန္တလေးမှာဟိုကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခံရတဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်အောချတယ်ဟုတ်လားမြို့တွေအားလုံးပဲဒီပူလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့မန္တလေးမြို့မှာလူတွေရဲ့အသက်ပေါင်းများစွာကိုယူဆောင်သွားတဲ့ Sky Pillar ကွန်ဒိုကြီး အရွေ့ရွေ့နဲ့တအီအီလူကြနေတဲ့ချီနေမှာရိုက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။အော်ဒန်နေစူညံတန်နေနဲ့ပဲတကယ်ကိုပဲစိတ်မကောင်းစရာဗီဒီယိုပါတယ်။ရေရေရေကြားပါ။ဟာအယောက်ကြီး။ဟာအယောက်သွားပါပြီ။သွားပြီ။သွားပြီအယောက်ကြီး။ leo lên leo đây mà nó leo ai leo lên à đi qua đi qua đi anh ơi không như này sao anh ơi à leo lên mía đi vậy mà đâu ra Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ကပ်ပါဦးကွယ်ဒီနေ့ဆောက်တယ်ပါနော်ကပ်ပါခိုင်းလိုက်阿婆，起来了，路人，你来那边打吧。你你来在那那边打吧，路。你你来在那那边打吧。那里你你来打吧，路。 ဝါအာအမကဲနိုင်နိုင်ဘူးအာဒီဗီဒီယိုလေးမှာတွေ့ရတဲ့အနေဒါတစ်ခုကတော့ပြည်သူတွေဆိုတာဘယ်တော့မှလည်းဖြစ်ဖြစ်အများတန်းအုပ်နဲ့တူကုညီစိန်တွေအများတန်းရှိတာကိုတွေ့နေရမှာဖြစ်ပါတယ်အခုလိုမျိုးပြိုကျနေပတ်သက်ပြီးတော့လည်းပြည်သူတွေအနေနဲ့ရေးပေါ်အခြေအနေတွေကိုဆက်သွယ်ပြီးလာရောက်ကယ်ဆယ်မဲ့အဖွဲ့တွေကိုဆက်သက်ဖို့ကြိုးစားခဲ့မိမယ်လေမြန်မာနိုင်ငံဆစ်ခွေးတွေအုပ်ချုပ်နေရတဲ့အတွက်ကယ်ဆယ်ရေးဟိုင်းနဲ့လာနိုင်မှာမဟုတ်တလို့ အလုံးသိတဲ့အတိုင်းပဲရေစဲဖို့လူတွေကလည်းလာနိုင်ဖို့ဆိုတော့ပြင်ပြီးဘလောက်ကြာလဲဆိုတာအလုံးမြင့်မြင့်ပြုံခဲ့ရဖြစ်ပါတယ်။ဒါတွေကိုကြည်ချင်းအဖြစ်ဤသူတင်မြောက်ထားတဲ့ဆိုရဤသူတွေရဲ့တဘာဝဘေးရန်တွေကိုကာကွယ်ဖို့အတွက်တသုံးစိတ်တွေကိုရှော့ချပြီးတော့ဒါတွေကိုပြင်ဆင်မှုတွေလုပ်နေပြီးရဲရင်တွေဝယ်နေတဲ့ဆိုရရက်ကတော့သူတွေဆုံရှုံခဲ့ရဖြစ်ပါတယ်။လက်ရှိချိန်တွေတော့စစ်ကွေးတွေအုပ်ချုပ်နေရတဲ့အတွက်ကွေးတွေကသူတို့ရဲ့မိသားစုတွေသူတို့ရဲ့ပျက်စီးနေတဲ့အရာတွေကိုပဲဒီကထပြုပြင်နေတာပေါ့။အလုံး ွေမှာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအဓိကပင်းရင်ဖြစ်တဲ့စစ်ခွေးတွေကိုတော့မပြုံနိုင်ဘူးဆိုတော့တို့တွေလူဖြစ်လာနောက်လာမဲ့သဘာဝဘီးရန်တွေအတိုင်းအောင်လေသူပဲမျက်ရည်တွေနဲ့တွေ့တွေ့နေအောင်ပါကြေကြပါပဲ။အရှိချင်းနေမှာအဲ့ထဲမှာပါသွားတဲ့သူတွေထဲမှာဘုံတွေအိမ်ဆောင်ပြီးတော့ပါသွားတဲ့လူတွေစီကနေပြီးတော့ဘုံဆက်တွေရပါတယ်။ထဲမှာပိတ်မိနေတဲ့လာခဲ့ဖို့ပြောတဲ့ message တွေလာခဲ့ဖို့ဆက်တဲ့ဘုံတွေရခဲ့ပြီမယ်လေ။ချိန်မီမက နေခဲ့တဲ့အတွက်ဘုံရက်လေးရက်ကြာမှာပဲအားလုံးသင်သက်သွားတော့ဟေးဘာဒီနေ့အဲနေ့လေ7နှစ်ခွဲလောက်ဖြစ်မှာတဲ့နောက်7နှစ်ခွဲလောက်ကြာလို့ရှိရင်အဲလက်ရှိနိုင်ငံတော်ကြီးကဘုံဘုံကြီးမြန်အောင်လိုက်ကိုရိုင်းငလေးနဲ့ပတ်သက်ပြီးအလှူငွေလက်ခံရမှုလုပ်မယ်လို့သိရတယ်သိရပါတယ်အဲ့တော့အဲရန်ကုန်ကလုပ်ငန်းရှင်တွေလည်းမနေ့ကအစောကြီးထွက်သွားကြတယ်လို့သိရတယ်မန္တလေးကတချို့သောလုပ်ငန်းရှင်တွေနေရာနေပယ်တီးတီးကလုပ်ငန်းရှင်တွေ အဲတကယ်ကိုတတိယပုဂ္ဂိုလ်တွေတော်တော်များနေပြီးတော့ကြီးတက်သွားကြတယ်လို့သိရပါတယ်။တရားအလုံးမဲ့မင်းအောင်လိုင်ရဲ့စစ်ကွေးတောက်တိုင်ကြော်မျိုးမင်းရတော့ဒီနေ့မှမင်းအောင်လိုင်ကိုယ်တိုင်အလှူခံမှာပေါ့ဗျာ။အလှူခံတယ်ဆိုတော့ရိုးရိုးခံတာမဟုတ်ပါဘူး။သူတွေကသိကြည့်ရင်တော့မင်းအောင်လိုင်တယောက်စားစရာမရှိဘူးအလှူခံနေတဲ့ပုံစံဖြစ်နေတာပါ။တကယ်တော့အလှူခံတယ်ဆိုတာစားတွေပေးပို့တာပါ။မဖြစ်မနေလားမယ်မပြတ်မကွက်လားမယ်လာဖို့လေလုံးဝကိုမှလာမယ်လမ်းကြောင်းတွေကအစာအကုန်စီစဉ်ပေးပြီးတော့အကုန်လုံးခေါ်ပြီးတော့ လူကန်လာမှုပါဘူးဗျာအေးဒီမြတိုက်နေတဲ့နေထားပါပဲကြက်မဲအွန်လိုင်းတယောက်ကဘာလို့တော့အဲ့လိုဒီအေးဒီမြတိုက်နေရတာသူ့မှာဘာမှမရှိရဘူးလားသူဘာကြောင့်ပြည်သူတွေစီရပဲပြန်ပြီးလူကန်နေရလဲဆိုရင်တော့အခုဆိုရင်တော့အရင်တုန်းကမဲအွန်လိုင်းတကောင်ခန္ဓာပွဲတစ်ပွဲကိုတက်ခဲ့တာတွေ့ရှိရပါ2022ခုနှစ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမဲအွန်လိုင်းနဲ့နိုင်ငံစီးပွားရေးမြင့်တင်ရေးရန်ပုံငွေမှရန်ပုံငွေလွှတ်အချင်းခန္ဓာကိုတက်ရောက်မှစားပြောဆိုခဲ့ပါတယ်အဲ့ဒီမှာစီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနအမျိုးသားသဘောဝဘေးရန်တွေရဲ့ဆိုင်ရာ ပြည်မှန်ခံခွဲမှုရန်ပုံငွေမှပြက်ဘီလီယံ400ကိုနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဤသံရန်ပုံငွေတရက်တူထောင်ပြီးနိုင်ငံစီးပွားရေးမြင့်တင်နိုင်ငံရေးအတွက်ဤသံရန်ပုံငွေတရက်ထူထောင်ပြီးတော့နိုင်ငံစီးပွားရေးမြင့်နိုင်ငံအသုံးပြုနိုင်ငံအတွက်စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလုပ်ငန်းကောင်ထယ်ပေါ်ဆောင်ရွက်ရမှာရည်ရွယ်ချက်တိုင်းနိုင်ငံတိုင်းဒေသကြီးပြည်내နှင့်ဒေသလိုက်ပြည်သူတို့ရဲ့လူမှုစီးပွားဘဝနဲ့စီးပွားရေးမြင့်တက်လာစေရန်ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်အာ က်ဘီလီယံ၄ရာကိုလက်ဝယ်ရရှိလို့ယူသွားတာဖြစ်ပါတယ်အဲ့ဒီလက်ရာဘာမှလဲကျူကျူခေါ်ရဲ့ပလင်းဘတ်တွေဖြစ်ကုန်ပြီလားအမမို့ပြည်သူတွေကိုဘုံကျက်နေတာတွေဝဲနေပြီလားဆိုတာလဲရေကိုပဲမိကုန်းထုတ်ဆီရနေတာတခုပါပဲအဲတရှိကြမှာတော့မင်းရောင်နိုင်ကသူကတရောင်းစားဖြစ်နေတယ်ဗောဗျာသူကဲရင်နဲ့တိုင်းပြည်ကိုကဲဖို့အတွက်ပြည်သူစီကပြန်ပြီးအလှူငွေကောက်နေတဲ့အနေအထားတခုပါပဲခင်ဗျာမယ်လုပ်ငန်းရှင်တွေကလည်းအားလုံးသူတို့နိုင်ကြလောက်ထက်ဝယ်လှူဒန်းကြမယ်ဆိုတဲ့သဘောမျိုးတွေ့ရပါတယ်အဲ့တော့ဒါကညီညီတော်မှာဒီနေ့ရုပ်တရက်ဟိုစီစဉ်လိုက်တဲ့ကိစ္စပါမနေ့ကညလောက်တုန်းကတော့ကျွန်တော် ျန်ရင်းသိရတယ်ကျွန်တော်မိတ်ဆွေချိုးလဲစိုးစီအေးပေါ့နေပြီးတော့တက်သွားကြပြီမင်းတို့အိမ်ထဲကအိမ်မီမထွက်ဘဲနဲ့ကြောက်ပြီးပုန်းနေရတဲ့ကောင်ဘာတိမှလဲဒီသတင်းကကြားလာတယ်ကြားလာပြီဟောမင်းအွန်လိုင်းကိုတိုင်းစီးပွားရေးလုပ်ငန်းရှင်တွေဒီကိုစာတွေပို့ထားရလဲဘယ်နိုင်ငံတော့မသိတယ်မင်းမဲမသိတာဘယ်သိမှလဲမင်းကြောက်ပြီးအိမ်ထဲပုန်းနေရတဲ့ကောင်ဟာယူသူပြီးတော့ကျွန်တော်လှမ်းပြောပါလားကျွန်တော်ငါတို့တက်ပြီးနေပြီးတော့သွားပြီပေါ့လူတို့သွားကြပြီလို့ပြောတယ်ဒီနေ့သွားသွားလှူကြမလို့မိတ်ဆွေချိုးပြောကြပါတယ်အဲ့တော့ဒီနေ့နေ့လေးစနစ်ခွဲလောက်ကြရင်တော့ဒါဘုံကြီးကိုယ်တိုင်လှူခံတာမျိုးလုပ်ပါလုပ်ပါလိမ့်မယ် နိုင်ငံတွေလာကူကြပါပေါ့နော်ဘယ်သူမှမစိုးကူကြပါဆိုတာမျိုးကုဘာကေပါဆိုတော့ခေါ်နေတဲ့ဟာကိုဘူကြီးစင်ရောဘယ်လိုသုံးတယ်လဲဟုတ်ကဲ့ဒီစစ်ဘိုလ်ချုပ်အုပ်စုကပေါ့နော်ဒီလိုတဘာဝဘေးဒဏ်နေဆိုရင်သူကအရန်သဘောကျတယ်အသုံးချရကြတယ်ပေါ့နော်အဲအသုံးချရကြတယ်သူတို့တချို့တိုင်ရင်မှုတွေဆိုရင်ပြောရကြတယ်ပေါ့နော်ငါတိုင်ရင်မှုလက်ထက်မှာအဲဒီတဘာဝဘေးဒဏ်ပေါ့နော်မုန်တိုင်းလေးတစ်လုံးမလင်းလေးတစ်ခုလောက်တော့မလုပ်ဘူးกว่าဆိုပြီးတော့ညှိကြ။ဒါပြောဆိုတော့သူကဒီတဘာဝဘေးဒဏ်ကြောင့်သူဒီဘတ်ချက်ကို တုံးကျင်တာပေါ့နော်တုံးကျင်တာအခုလဲအခုအနေထားမှာကျွန်တော်တို့ဒီနိုင်ငံတကာကိုအခုညီတောင်းနေပေါ့နိုင်ငံတကာနယ်မြေတွေဘက်ကိုဆက်လက်ထိုးစစ်ဆင်မှုသူစစ်တပ်ကိုအင်အားခြံတယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဗျအဲ့ဒီကုမယ်ဆိုတဲ့ဥစ္စာတောင်မှတကယ်လို့တကယ်အခုလာပြီဆိုလို့ရှိရင်အဲ့ဒီရရတဲ့ဆယ်ရာခိုင်နှုန်းလောက်လူတွေရောက်လို့ရှိရင်ကန်ကောင်းဒါကျွန်တော်ခုနပြောသားတယ်ကျွန်တော်တို့ကအခုမှတွေ့သွားတာနော်ဟိုစိုက်ကလုန်းတားကဲဆိုတာကျွန်တော်ပြောတဲ့အတိုင်းပဲ မရောက်သွားဘူးနောက်ပြီးအခုနောက်ဆုံးမှာဟို ရခိုင်မှာသိတယ်မလားဒီ base တွေမှာရတဲ့ base တွေမှာသွားပြီးကြီးလိုက်တဲ့အခါမှာเนาะသူတို့ရဲ့ godown တွေထဲမှာဒီ WFP World Food Program ကအိတ်ရထားတဲ့အစားအသောက်တွေကိုသူတို့ကလောင်ကိုသူတို့ရဲ့ဟိုဗါတဲ့စစ်သားတွေကိုအတွက်ကိုရိတ်ခါကြီးလုတ်ပလိုက်လူတွေမရဘူးတကယ်ဒုက္ခရှိတဲ့လူတွေမရဘူးသူကပေးတဲ့အကူအညီတွေကို ကိုကျိုးရှာအလွဲသုံးသားတွေလုပ်ပါလိမ့်မယ်။ဘန်ကိသုံးကလည်းမျိုးပဲအမေရိကန်ပေးလိုက်တဲ့ဟလာစိုက်ရောက်လာတဲ့လေရင်ပေါ်တက်ပြီးတော့ဘာလို့လဲ။ဘဲပုံကျိုးကလှူဒန်းမာတယ်ဆိုပြီးစာရီတက်ကဟိုပုံကျိုးကလှူဒန်းမာဆိုစာရီတက်ကပြီးအချက်မရှိများနေပြောင်းတိုက်ပြီးတော့သူတို့လှူတယ်လို့လို့နဲ့လှူခဲ့ကြတဲ့အကွက်တွေအခုလည်းအဲ့ဒီဟာတွေပဲဆက်ပြီးတော့ကျွန်တော်တို့မြင်ရပါအောင်မယ်။ဘာဖြစ်လို့ဒီလိုပြောလဲ။အားလုံးစဉ်းစားကြည့်ပါ။ဒီရက်ဒီလပိုင်းမှာပဲဟလာလမ်းမပေါ်မှာတွားနေတဲ့အပြစ်မဲ့လူငယ်တွေကိုတွေ့တော့ဘာလို့လဲခေါ်တယ်ဖမ်းတယ်စစ်တယ် ြုလို့ရှိရင်ဘာပြောညာပြောပြန်ပြီးဆွဲလို့ပဲဆွဲထားလိုက်ပြီးမှသိန်း90တရာလေးနဲ့လာပြီးရွေးခိုင်းနေတာပြန်ပြီးဆွဲပြီးတော့လှုပ်ရှားနေတာဒီစစ်ကောင်စီတက်ကကောင်တွေပဲမဟုတ်ဘူးလားဒီစစ်ကောင်စီအောက်ကရဲတွေပဲမဟုတ်ဘူးလားဒီလိုပဲလုပ်နေတာပဲလေအမဲနိုင်တဲ့ကိစ္စတွေမှာလည်းဟဲ့လားတိန်းတရာ150ပေါ့အောင်လုပ်ပြီးလုတ်ကြံစားတော့နေဒီကောင်တွေပဲမဟုတ်ဘူးလားအဲ့တော့စစ်ကောင်စီကလည်းမင်းအွန်လိုင်းလို့ကိုယ်နဲ့ဥစားပြီးတိန်းတက်ချင်းလိုက်ဝေးရမှာမဟုတ်ဘူးဒါသူတို့အောက်မှာအကျင့်ပြက်ချဆားနေတယ်ဒီလူယုတ်မာတွေကိုယ်ဝန်းနေပဲအကုန်ဒီအရာတွေကစီမံအားမှာဖြစ်တဲ့အတွက် ဟဲ့လားဒီငွေကြေးတွေဒီအကူအညီထောက်ပံ့တွေပြည်သူလက်ထက်ကိုရောက်မှာတော့ကျွန်တော်တော့မထင်ပါဘူးနော်ရောက်မယ်တော့မထင်ပါဘူးအဲ့တော့အနည်းချုပ်ပြောရလို့ရှိရင်တော့မြန်မာပြည်သူလူထုဟာအထူးမြတ်ငလျင်တန်းတန်းရတဲ့ပြည်သူတွေကကိုနီးကိုဟန်နဲ့ပဲဒီဟာတွေ 28ရက်နေ့မှာသကိုင်းကိုအခြေပြုလုခတ်ခဲ့တဲ့ငလင်ကြောင့်လူပေါင်း3000ကျော်တေဆုံးပြီးလူပေါင်းများစွာကိုက်ထုတ်ယူလို့မရနိုင်သေးတဲ့အချိန်မှာရန်ကုန်ကမြို့တော်ခမ်းမမန္တကိုဧပြီလ1ရက်နေ့မှာဆက်လက်ဆောက်လုပ်နေကြောင်းဒေသခံစီကနေသိရပါဗျ။တကြံပွဲတော်အတွက်ရေကစားမတက်တဲ့ဖြောပြေးရေးစင်မြင့်တွေကိုမတ်လ28ရက်နေ့မတိုင်ခင်ကဆောက်လုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးမတ်လ28ရက်နေ့မှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်ရန်ကုန်မှာကထိခိုက်မှုအနည်းငယ်သာရှိခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ကတယောက်ကဟုတ်တယ်ဒီနေ့ဆက်ဆောက်နေတာတွေ့တယ် တနိုင်ငံလုံးဒီလောက်ဆိုရတဲ့ထိခိုက်ပျက်စီးမှုတွေဆိုတာတသက်မှာတစ်ခါမှမရှိခဲ့ဘူးဘူးမင်းအောင်လိုက်တသက်မှာတော့ကြုံဘူးမှာမဟုတ်ဘူးဒါတောင်ဒီလိုဆက်လုံမှာဆိုရင်တော့လူစိတ်မရှိဘူးပဲပြောရမယ်လို့ဆိုပါတယ်ဒါအပြင်ရန်ကုန်မှာတရက်ကိုမီးနှစ်နာရီသာပေးနေပြီးတိုင်းမြင့်တွေကိုရေးတင်ဖို့အခက်အခဲတွေလည်းကြုံနေရတာဖြစ်ပါတယ်ပြည်သူတွေအခက်အခဲမျိုးစုံကြုံနေရချိန်မှာဘလို့ရေးသပင်ပွဲတော်မှာမလုပ်စေချင်ကြောင်းကိုသူကဆက်ပြောပါတယ် ငလင်တန်းကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာတည်ဆုံသူတွေက၄ရက်တာတွင်3195ညောက်ရှိလာပြီဖြစ်တယ်လို့ DBP ကကြောက်ယူထားတဲ့ဇင်းတွေရသိရပါတယ်ရှင်။အဲအားလုံးပဲဒီဇင်းတွေတော့ကြားရတဲ့ခါမှာလူဖြစ်သွားမလဲဆိုတာတော့တိတ်တော့ထူးဆန်းတဲ့ရတော့မပေါ့ဘူး။မင်းအွန်လိုင်းဆိုတာကပြည်သူတွေဒီကိုသူ့ကိုယ်တိုင်အောင်လေရင်နဲ့ဘုံကျပြီးရှင်းနေသေးတာပဲ။အခုသူရှင်းနေရမလို့ပဲနဲ့ပို့ပြီးတော့ပို့ပို့ရှင်းသွားတာဖြစ်တဲ့အတွက်သူတို့ပြင်စကိုင်းနဲ့မန္တလေးကပြည်သူတွေကတော်တော်လေးကိုမှတော်လန်ရေးဘက်မှာအားကျုံမှန်တဲ့ပုံဝင်တဲ့လူတွေဖြစ်တာဖြစ်တဲ့အတွက်မင်းရောက်နိုင်တဲ့ကောင်ကတော့ ဒီကဲမှာကြိတ်ပြီးဝမ်းသာနေမှအသေးချာပါပဲဒီလိုပဲရန်ကုန်မှာကြံပွဲတက်ဆိုပြီးတော့မင်းရောက်နိုင်နေတဲ့ရန်ကုန်ဟာအေဂျင့်နဲ့နေရဖြစ်တဲ့အတွက်ကြံပွဲကိုကျင်းပဖို့ဆိုပြီးတော့မန်တတီကိုတက်လက်ပြီးစောက်ခိုင်းနေရတွေ့ရတဲ့အပြင်ပဲဒီလိုမျိုးအားလုံးမန်တတီမှာကပုတ်အတွက်အကတိုက်နေတဲ့အမျိုးသမီးအချို့ကိုလည်းမေးမြန်းထားတဲ့နေရာမှာတော့အမျိုးသမီးအချို့ကနေပြီးတော့လက်ရှိချိန်မှာအကတွေတိုက်ခိုင်းနေတယ်ဆိုတာလည်းသိရှိခဲ့ရပါတယ်။နောက်ကြည်ချင်းအဖြစ်မင်းရောက်နိုင်ဆိုတဲ့ကောင်ကတော့ပွဲကြိုက်ခင်ဖြစ်နေတာဟာမြန်မာနိုင်ငံကြီးတစ်ခုလုံးအခုလိုဖြစ်နေတယ်သူနဲ့ဆိုင်မှာမဟုတ်ပါဘူး။အန္တလီမှာလည်းသူ့လိုမျိုးပဲ သိတဲ့ရှိတဲ့လူတွေအကုန်လုံးရှင်းအောင်လှည့်နေရလဲအားလုံးဒီမှာဖြစ်ပါတယ်။ဘွဲကိုအချင်းချင်းလုပ်လို့ရပြီမယ်လေအချင်းချင်းမလုပ်ဘဲနဲ့အကြီးအကျယ်ကိုချဲ့လုံနေရအောင်ဒီချင်းအဖြစ်ဒီမနိုင်ငံမှာဒီလိုလူမျိုးတွေကရှိနေပြီးတော့ဒီဝယ်တဲ့ဆိုပါလဲသူ့ရဲ့ဒေသနဲ့သူရှိနေတဲ့ဆိုတော့ကျွန်တော်မိလို့မသိပါဘူး။နောက်ထပ်သတင်းတော့မှာတော့အချင်းပြည်နယ်မုံညင်းခရိုင် KIA တပ်မှ၈ဘက်ကိုဂျမ်ဘတ်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စစ်တင်တန်းလာတက်တဲ့တင်တန်းသား38ဦးကြာဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA စီးရင်သမီးကဖော်ပြလိုက်ပါတယ်။ ဒါဟာမတ်လ31ရက်နေ့ညနေပိုင်းမှာအချမ်းဘတ်စစ်တရားမိုးညင်း KIA KIA တပ်မရှိဘက်ကို Jet Fighter နဲ့စီးဖြင့်ဘုံကျက်တိုက်ခိုက်ခြင်းကြောင့်စစ်တင်နဲ့လာတက်တဲ့တင်နန်းသား38ဦးကြာဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းဥပြန်ထားခြင်းဖြစ်ပါတယ်။နောက်ထပ်သတင်းမှာတော့မကွေးတိုင်းပုံမြုံနယ်မှာစစ်တရားတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ UA Jet ရှိရှိပစ်ခတ်မှုကြောင့်ပကပရဲဘော်2ဦးတောင်းဆရာ2ဦးနဲ့အသက်73နှစ်အရွယ်ကလေးငယ်2ဦးစုစုပေါင်း4ဦးသေဆုံးခဲ့ကြောင်းပုံမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဥပြန်ထားပါတယ်။ မဆာ31ရက်နေ့မိုးနဲ့တနာကြီး40မိနစ်ချိန်မှာအကွေးတိုင်းပေါ့မြုံနယ်ခြေဆိုင်ကပါစာနှစ်လေးကလက်နက်ကြီး၈ကျစ်မမဖြင့်၄ချက်ပစ်ခတ်ခဲ့ဗျာပေါ့မြုံနယ်အလောင်းကြီးရွာကိုကြားရောက်ပေါက်ကွဲခဲ့ကြောင်းအဆိုပါလက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင်းအလောင်းကြီးရွာနေအသက်73နှစ်ရွယ်မတ်အေကရီမာ1ဘိုက်ကြီးချီမှာကသုံးကွဲသားခဲ့ကြောင်းသိရပါတယ်အလားတူပဲမတ်စတာ30ရက်နေ့မှာလည်းပေါ့မြုံနယ်ကပါစာနှစ်လေးမှာစစ်တပ်ကစနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်ရမှာပေါ့မြုံနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှပကဖရဲဘော်2ဦးနဲ့ကျောင်းစီရတအူးကြာဆုံးခဲ့ကြောင်းသိရပါတယ် နောက်ထပ်သတင်းတွေမှာတော့စစ်ကောင်စီရဲ့ဖိတ်ကြားချက်နဲ့မြန်မာနိုင်ငံတဲကိုရောက်နေတဲ့အဲဂျာရီးယားသတင်းဌာနကသတင်းတောက်တွေဟာတရုံတစ်ခုမှအင်တာဗျူးနေတော့ငလင်ကိုကြုံခဲ့ရလို့စစ်ဘိုလ်ချုပ်တွေနဲ့အတူထွက်ပြေးခဲ့ရတယ်ဆိုတာအလုံးတီးမှဖြစ်ပါတယ်။သူတို့ဟာအခုမန္တလေးမြို့ကိုရောက်ရှိနေပြီးအဲ့ရိုက်လိုက်ထုတ်နေခဲ့ကြပါလေသူတို့ဟာမြေပြင်ပြောကြချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ဆိုပြီးတော့ လို့ပြောထားတာကြည်ပြီးတော့မင်းအောင်လိုင်းတယောက်ကတော့မျက်ခုံးလှုပ်နေမှာတော့ဖေးကြပါပဲ။အဲဒါချက်တွေကတော့မြန်မာနိုင်ငံဟာစစ်ဖြစ်နေတဲ့နိုင်ငံပါ။အခုကျွန်တော်တို့ရောက်နေတဲ့မန္တလေးပြင်ငလင်ဘိုချက်ဖြစ်တဲ့စခိုင်းကနောက်ထပ်ပြဿနာကြီးတစ်ခုပါပဲ။မြို့ပေါ်ကတော့စစ်အာဏာရှင်ကထိန်းချုပ်ထားပေမဲ့အပတ်လေကဒေသတွေကတော့ဒီတုကာကွယ်တက်မတော် PDF တွေကထိန်းချုပ်ထားတယ်လို့ပြောထားပါတယ်။ PDF တွေဘက်ကရပောင်း20အပြည့်ရဖို့ထုတ်ပြန်ထားပါတယ်။ကျွန်တော်လည်း PDF နဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်ပိုင်းနဲ့ကြားပြောဆက်သွယ်ဖြစ်ပါတယ်။ ်တစ်အနာရှင်ဘက်ကနေအကြောင်းပြန်လာတာမျိုးဘာတစ်ခုမှမရသေးဘူးလို့သူတို့ကပြောပါတယ်သူတို့ကခုခံစစ်ကလွဲပြီးကိုးစစ်တွေကိုနှစ်ပတ်တိတိလောက်ထိပြတ်ထားဖို့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းစစ်တပ်ကဘုံကျဲတာတွေကိုဇက်တိုက်ဆက်လုပ်နေပါတယ်ဒီကနေ့အထိကျဲနေတာပါမနေ့ကတနေ့တည်းနဲ့၅ချိန်ကျဲပါတယ်ဒါကတကယ်ပြဿနာပါပဲဒါကဒီလိုကိစ္စတွေကပုံပြီးချုပ်ဆွေးစေပါတယ်ပြန်တဲ့ထူထောင်ရေးကိုနှောင့်နှင်းစေပါတယ်ကယ်ဆယ်ရေးလာလုပ်နေတဲ့သူတွေကစေနာဝန်ထမ်းတွေပါအစိုးရအေဂျင်စီတွေမဟုတ်ပါဘူးကယ်ဆယ်ရေးတွေမှာစစ်သားတွေကိုနည်းနည်းပဲတွေ့ရပါတယ်စစ်သားအများစုကတော့ ်သက်သက်နဲ့တွေကိုကင်ပြီးဒုံဂျုံကြီးတွေပဲလုံနေကြတယ်။ကယ်ဆယ်ရေးမှာလုံရောက်ဝင်ရောက်ပြီးတောင်ရက်တာမျိုးတွေလည်းရှိပါဘူးလို့ပြောထားပါတယ်။အကြစီရကိုအလင်မလုတ်ခင်ကတည်းကဖိတ်ထားတာပြီးပြီးပြီးရွေးကောက်ပွဲအတွက်ဝါရဖြန်ဖြေဆိုဖို့စစ်ကောင်စီကလုပ်ခဲ့တာဖြစ်ပါတယ်။အလင်နဲ့ကြုံပြီးရင်းဌာနထုံးစံအတိုင်းအရင်းတွေတင်ဆက်တော့ပြည်တွင်းသတင်းဌာနတွေလိုကန့်သက်တယ်လို့မျိုးလုံးမလျရတဲ့အခါမှာတော့ဖြစ်စဉ်တွေကိုကဘာကိုအမှန်တိုင်းတက်ကုန်တာပေါ့ဗျာ။ဒါကြောင့်နိုင်ငံတကာသတင်းတောက်တွေကိုလည်းအိတ်မယ်လို့ဇော်မဲလုံးကပြောထားတာလည်းဖြစ်ပါတယ်။ အဲဒါတော့မယုံနိုင်တကောင်ကတော့သူ့ဘက်ကခေါ်လိုက်တာကတော့တမျိုးပေါ့ဗျာဒါမဲ့လည်းငလင်မိသွားတဲ့အခါကျတော့ဟိုကလည်းသတင်းတော့ဆိုတော့သိတဲ့အတိုင်းပဲမှန်တရားတွေပဲပြောတာပေါ့သူတို့လိုစစ်တပ်ကစစ်ခွေးလိုမှမဟုတ်တာအေးဘာဖြစ်ဖြစ်တော့မယုံနိုင်ရဲ့အနေထားတွေကိုတော့ဘာကပုံမူသိအောင်ဖြပြဖို့တော့လိုအပ်ပါပြီဘာလုံးမဲ့ဒီပြိုလေးမှတိရမဲ့အကြောင်းအရာလေးကတော့သခိုင်းမျိုးလေးကျွန်းမြေကျောင်းမှာဓမ္မစကူးဆရာမလေးတယောက်လူမြောက်လာခဲ့တဲ့ချိန်နဲ့ပတ်သက်ပြီးတော့အဲမှာကြာရှိတဲ့ကလေးအနေနဲ့ လိုမျိုးခံစားမှုတွေဖြစ်ခဲ့ရလဲဆိုတာလေးပြန်လည်ဝေမျှတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ပြန်ညွှန်ပြလေးချင်းဖြစ်ပါတယ်။ဘုံဘုံဒီဒီဝင်းမော်တန်ဆောင်ရင်စပြို့တာဝင်းမော်တန်အဆောင်ကနေစပြို့သည့်အတွက်ပပက်လဲပြီးတော့ဘီလက်မိန်မုံတွေအုံမုံတွေသုံးရက်ဆောင်မှာနှစ်ထက်ဆောင်တော့အောက်ထပ်ကိုပြိုကျသည့်တော့ကတော့ဘလူးမှမရတော့ဘူး။အရင်အသက်ရှူရချက်ပြီးအဲ့ထက်မှသာတတိလေးပြီးရှော့ရသွားပြီဆိုပြန်ထွက်လာလို့မှမရဘူး။တင်ထားမှရမှာ။မဆိုင်ကိုတင်ထားရမှာငါကလေးတွေနဲ့ငါအပြင်ကိုထွက်ပေါက်ရှာမယ်ဆိုပြီးအတွေးနဲ့ အဲ့ထဲမှာပဲထွက်ပေါက်ရှာရင်းနဲ့လွတ်လာတာပေါ့နော်ဘယ်လိုမျိုးကြံခဲ့လဲဆိုတော့အုတ်တိုင်းပြီတာဆိုတော့ခြေထောက်တည်ပြီနေတဲ့ကလေးရှိတယ်ပြင်းနဲ့လဲလို့အပေါ်ကနေပြုတ်ချလို့ပြီနေတဲ့ကလေးရှိတယ်အဲ့ကလေးကြတော့ကိုကိုတိုင်အားနဲ့လည်းမရတော့ဘူးလေအဲ့နောက်မှာရှင်နေတဲ့ကလေးတွေဒဏ်ရာရတဲ့ကလေးတွေပဲရအောင်ထုတ်ရအောင်ထုတ်ပြီးတော့ တကယ်ကျမကြီးဌာနမှုကြီးရှိရဲ့အတင်ဒုက္ခကရောင်းအတင်ုံလည်းလှမ်းပြီးတော့ဆက်သွဲကိုကြီးကဲပေးပါအောင်ညီမလေးကလေးတွေဒီအထဲမှာပိတ်မိနေတယ်ကလေးတွေထွက်လာမှရမှာဆိုပြီးတော့ဆွတ်တင်နေအနောက်ဘက်ကနေပြေးပြီးတော့ခေါ်ခိုင်းမှရတယ်အရန်ဝမ်းနေတာပေါ့အဲ့ထက်မှအယူမကြီးလုံးလုံးကိုတကယ်အယူမကြီးတိုင်းပဲအဲ့နောက်ကနေဖြစ်ထွက်လာမှအပြင်ရောက်မှ short ဖြစ်တာသုံးလေးက short ဖြစ်တယ်လို့သိရတယ်အဲ့နောက်ပိုင်းဘာမှမသိတော့တမိကလေးတွေကိုကဲပေးကဲပေးငုံနေတာပဲသိတယ်ချမ်းသာဘာမှမသိဘူးခုချိန်ဒီလေသူတို့နားကိုနားထဲမှာသူတို့အော်တယ်လေဆရာမကသားတို့ကိုကယ်ပေးပါကယ်ပေးပါဆိုတော့အတန်နေပဲကြားနေရတာ ကိုကဲတကူတနိုင်တယ်လို့ကဲလာတဲ့ကလေးတွေလည်းရှိပြီတချို့ကလေးတွေထားခဲ့ရတဲ့ကလေးတွေကြတယ်ကိုဘလို့လို့စိတ်ကောင်းပါလဲကိုနဲ့လက်ဖို့တည်းတင်လာတဲ့ကလေးတွေတင်နှဲဆွေးမယ်နှစ်ဖြန်တရနေ့ဆိုတင်နှဲဆင်းဝဲရောက်ပြီ29ရက်နေ့ဒီဆောင်ဝဲဖြစ်ရမှာ28ရက်နေ့ဆောင်ဝဲဖြစ်မယ်လောလောကြီးမှာမိခိုးနေလဲကုန်ထုတ်ပြီးပြီအိုက်ကလိုက်မှာမထင်မတဲ့မြေကလေးညရောက်လာတော့ထုတ်လိုက်လို့ကလေးအတပါတခုခုဖြစ်သွားမှလဲဆိုရင်ရတယ်ကလေးရဲ့ဘယ်လိုလဲကလေးရဲ့ကြီးလို့ဆိုတော့9နှစ်ရှင်းနေဝင်ချင်မယ်ရှိသေး9နှစ်ရှင်းနေဆိုရင်ကလေးလေးရနေတယ်အေးမေတေးတယ်ပေါ့တိရမလား တကယ်တင်ရတာဒီ၃နှစ်အောက်ဒီ၃နှစ်ထက်ကြီးတင်ရတာဆိုတော့စဉ်းစားလာကြည့်လိုက်ပေါ့ဒီတော့တော့ gain နဲ့ခလုတ်တိုက်လို့ခြေထောက်ပူးနေဆိုတာဟောမကိုရီမှာမျက်ရည်ဝဲမတက်ခံရအခုဆိုကလေးလေးဆိုတကားလိုက်ပြီးခံရတယ်မျက်နှာချက်တွေလည်းအဖြစ်ခံရဆိုတော့ဘယ်လိုလဲကိုလက်တွေ့မြင်လာတာလေဘယ်လိုစိတ်ကောင်းမှလဲကိုလည်းမထုံနိုင်တဲ့အတွက်အဲ့တစ်ချက်ကတော့ဝန်းနေတယ် ိမပြောထွက်လာခဲ့နေသမီးကလေးတွေကဲပြီးပါကဲပြီးပါဆိုပြီးတောက်လျှောက်អော်ပြီးတော့ပြေးလာနိုင်တာဆ iam မတယောက်နေနဲ့မကဲပေးနိုင်တော့လဲဒါလို့သမီးတို့တောင်းဝင်ပါဘူးညိုလေးကြမီအောင်ကြတရားကျော်ပိတ်မိနေတယ်အဲ့လိုပြောရချင်းမှာကိုမျက်စိရှိနေဖြစ်တာတရားကျော်ကြီးအကုန်လွတ်တယ်လေဘယ်လိုလိုဖြစ်နိုင်မှာလို့နည်းနည်းခံစားနိုင်မှုပေါ့သုံးရောပါမပြေဘူးအဲ့ဒါ၉ရောက်ထဲပါလို့တော့ဆမိုက်တို့ရဲ့တပည့်တွေကတော့၇ရောက်ပါ အဖုံဖုံကြီးရဲ့ကိုရင်လေးကတပါအဲဟိုဘက်ကတပါဆိုတော့စုစုပေါင်း၉ယောက်တာလင်းပျက်စီးပါ